Black, pink in your area. k ပေါ်ရဲ့ထိတ်တန့်မင်းကလေးအဖွဲဖြစ်တဲ့ Black Bay နဲ့ကမ္ဘာဂီတာလောကရဲ့ဘေးရန်မှာတပါးဖြစ်တဲ့ Ariana Grande တို့ဟာချစ်ခင်လေးစားမှုတွေပြည့်နှစ်နေလို့နှစ်ဖက်ပြိသက်တွေကြားမှာအချက်တွေတိုးပွားစေခဲ့ပါတယ်။သူတို့ရဲ့စတင်တွေ့ဆုံခဲ့မှုဟာ Coachella 2019ပွဲကနေစခဲ့တယ်လို့ဆိုရမှာပါခင်ဗျာ။ Ariana Grande က Black Bay ရဲ့ဖြိုးရိပ်မှုကိုကြည့်ရှုပြီးတဲ့နောက်မှာအဖွဲ့ဝင်တွေနဲ့အတူဓာတ်ပုံတွဲခဲ့ကြပြီးတော့ Ariana ကသူ့ရဲ့အသေးပုံ emoji လေးနဲ့ချစ်ခင်မှုကိုပြသခဲ့ပြီးတော့ပြိသက်တွေကြားမှာဗားလည်းဖြစ်သွားခဲ့ပါသေးတယ်။ Black pink in your area. ဒါအပြင်ဟိုတနေ့ကမှအရိယာနာဂရတဲ့ကိုရင်ကလည်းနာမည်ကြီးချန်ပီယံရဲ့ရှိုးမှာရိုဇယ်ရဲ့အပါချက်တချင်းကိုတောင်တည်ဆူခဲ့တာကရိုဇယ်ရဲ့အမှုပညာကိုဘလောက်အလေးထားလဲဆိုတာကိုပြသနေတာပဲဆိုပြီးတော့ပြိတ္တတွေကကြိတ်နေနေကြပါတယ်ခင်ဗျာ Come a little closer cuz you look and thirsty ဒါအပြင်အရီယာနာကိုယ်တိုင်ဆိုခဲ့တာမျိုးမဟုတ်ပေမဲ့ဘလိုက်ပဲနဲ့ဆယ်လီယာဂိုမက်တို့ရဲ့နာမည်ကြီးတချင်းဖြစ်တဲ့ Ice Cream မှာသူမဟာတင်းရေးဆရာနဲ့ထုတ်လုပ်သူအဖွဲ့ဝင်တဦးအနေနဲ့ပါဝင်ခဲ့ပါသေးတယ်ခင်ဗျာ။ မကြသေးခင်ကမှာ Rosen နဲ့ Ariana Grande တို့ဟာ Via Miss လို့ကဘာကျော်ဂီတာပွဲတော်ကြီးတွေမှာဆိုရင်လည်းတွေ့ဆုံပြီးတော့စကားပြောဆိုကရင်းနှီးတဲ့မိတ်ဆွေတွေလို့နှုတ်ဆက်ခဲ့ကြတာတွေတွေ့တော့သူတို့ကြားက relationship ကိုလူတွေကအတော်လေးစိတ်ဝင်စားလာခဲ့ကြပါတယ် <laughs> Even sun, you know I keep look, but... we'll love to say the boy is mine. K-pop ရဲ့မျိုးဆက်သက်ခေါင်းဆောင်တွေဖြစ်တဲ့ Black Pearl နဲ့ Ariana Grande လို့ Contemporary Pop Guitar ရဲ့ထိတ်တန့်ကြယ်ဝင်းတို့ရဲ့ဆက်ဆံရေးဟာရိုးသားမှုရှိပြီးနှုပညာရှင်တွေအတွက်စာနမူနာယူစရာပါပဲခင်ဗျာသူတို့ဟာအချင်းချင်းရဲ့အောင်မြင်မှုတွေကိုအပြန်အလှန်အားပေးထောက်ခံနေကြတဲ့ချက်ဖို့ကောင်းပြီးလေးစားစရာကောင်းတဲ့မိတ်ဆွေများဖြစ်နေကြပြီးတော့သူတို့ရဲ့နောက်ထပ်ပူးပေါင်းပါဝင်မှုတွေ collaboration တွေထပ်ပြီးတော့ထွက်ပေါ်လာဖို့မျှော်လင့်နေကြတာပါလို့ ဆိုရင် drama နဲ့ K-pop သတင်းလေးတွေကို K-pop ဆိုင်ရာ YouTube channel မှာပဲ update လုပ်တော့မှာမို့လို့ YouTube channel လေးကိုလာရောက်ပြီးတော့ subscribe လာလို့ထားပေးပါအောင်လို့တိုက်တာရခံလိုက်ပါတယ်ခင်ဗျာအပင်မှုအတွက်အထူးကိုကျေးဇူးတင်ရှိပါတယ်နော်ကျွန်တော်ရဲ့ YouTube channel လေးကို YouTube ရဲ့ search bar မှာ K-pop stan CBA ဆိုပြီးလို့ရိုက်ရှာပြီးတော့ alert တွေကိုရှာဖွေပြီးတော့ subscribe လာလို့ထားလို့ရပါတယ်ခင်ဗျာ